MSP ဒီနေ့ကရခိုင်စားစားတွေကြိုက်တာလားကြိုက်တယ်ရခိုင်စားစားတွေလည်းကြိုက်တယ်ဘာတွေကကြိုက်တယ်မလဲရခိုင်မလေးတွေရောကျွန်တော်ကျွန်တော်ဘာချက်စားကျွန်တော်အဲ့လိုမျိုးအဓိကကျွန်တော်ချင်းပြန်စောင့်ရမယ်ဆိုကျွန်တော်အဲ့လိုစက်သားကိုပြုတ်စားရဲသမီးကတော့အများကြီးတော့ရင်တော့မစားတော့ဘူးပေါ့ဒါပေမဲ့သမီးကအဓိကမှာအရင်သမီးကဝရတယ်ပေါ့သမီးကဒါပေမဲ့ဟို မစားလို့လည်းမဖြစ်ဘူးမစားရတယ်မနေနိုင်ခမင်းညာကိုကငယ်ငယ်လေးကစားတာကြည့်တော့ခမင်းမြင်ပြီးဖြစ်တယ်ခမင်းနိုင်မစားရလို့ MSP ကိုရူကြရဲ့တော့ဘဲကြီးပေါ့နော်ဒါဒီဇိုင်းလေးကတော့ဟိုဟိုဘက်ဆိုင်မှာဖွင့်နေတာဒါတော့ဝေးလာပေါ့ဒီဘက်ဆိုင်ကျတော့ကိုကတော်တော်များဝေးလာကျွန်တော်အိမ်ထဲလက်ဆောင်လို့ဖြစ်ဟုတ် ဘုရုကြရှူတင်ပါရဲကသူ့လက်ရအရန်ကောင်းတယ်လေဘာဖြစ်ကျွန်တော်တို့ရှူတင်ပါခဏနာပြီဆိုလို့ရှိရင်သူရောသူ့ရဲ့ချစ်သူလေးရောအကုန်လုံးကကျွန်တော်တို့ရှူတင်နာပြီဟိုခဏနာပြီဆိုတာလည်းချက်တွေးတော့သူ့တို့လက်ရတော်တော်ကြိုက်တယ်ပေါ့အခုကိုယ့်အိမ်ထဲအနီးနားဆိုတော့ပူအစီပြီးသွားတာပေါ့ဆိုင်ရတော်ချောင်းရအောင်နော်တော်ချောင်းကျွန်တော်ကဒီနေ့မှကျွန်တော်နေရပြန်လာပြန်လာပြန်လာအချိန်တော့ဆိုင်ရရှောင်းမယ်လို့အဲ့လိုမျိုးကြီးကောက်ကြည့်ခင်ဗျာမျိုးစုံစုံကြီးဖြစ်နေတော့ဩဒီနားပါပဲပေါ့ ။ဆန်ကူနည်းနည်းအရင်ဝေးတာဟုတ်။ဆောစားမှုရရည်လေဒါတော့ဆောစားမှုလည်းလေးကြပြပေးပါဦး။ဒီကျွန်တော်ကခြေလေးချောင်းရှောင်တော့အကူကြီးကြအဲ့လိုမျိုးပါလေ။ကျတာကလာချက်သူချက်တာကောင်းတယ်ပြီးတော့ရခိုင်ဘုတ်လူတုတ်တွေပေါ့အဲဟိုဟာသူ့ရဲ့ချစ်သူချက်တာကောင်းတယ်ပြီးတော့ဦးသူချချက်တာရှိတယ်ငါးဟိုငါးတောက်စမ်းဟိုတော်တော်ကောင်းတော့ကျွန်တော်တန်နေမှာတော့ဆိုကားရိုက်လိုက်မိုးချိုးလို့ရှိရင်အဲ့ဒါသူကငါးသွားများပြီဆိုပြီးနားရချင်တယ် အဲငါးတွေရလာလို့ရှိရင်ငါးတောက်ဆန်လို့စားရတာအမှတ်တရပါဘူး။ကြိုက်ဘူး။နေရဖြစ်။ချက်ကလာသားချက်ဘူး။မျိုးလည်းသူချက်တာလေ။အဲတော့ကြိုက်တယ်ပြီးတော့ငါးတောက်ဆန်လည်းကြိုက်ပါတယ်။ကျွန်တော်အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲအစီအဲ့လိုမျိုးချက်တာလည်းကျွန်တော်အဲ့လိုမျိုးချက်တာလည်းကျွန်တော်ကိုကြိုက်တယ်။အရင်ကရခိုင်စားစားတွေကြိုက်တာလား။ကြိုက်တယ်။ရခိုင်စားစားတွေလည်းကြိုက်တယ်။ အားရဆိုင်မှာလေးဆိုင်မှာလေးတွေရောဆက်ပြောနေကြအားတော့ဘူးဘူးမာရနေရပိုင်းနေတဲ့ဟိုဟာတကယ်လို့အင်တာဗျူးမျိုးလို့ရှိရင်တီးစနေပြပါတဲ့လုပ်ကစားကြည့်လို့နော်အပွဲအပွဲကြီးတကူအဲဒါမဲ့အခုတော့ဒီလိုပါလိမ့်မယ်တော့ဖြစ်နေရတယ်။ဟုတ်ပြောပါပါဘုရား။ဟိုကဘုရားနေရပြန်လာဆိုတော့ဒီလိုဘုရားတက်ပြန်။ဒီလိုဘုရားတက်ပြန်အောင်ဖြစ်တယ်ဆိုတော့ နေမှာဆိုတိရမှာတကယ်ချင်းနေပြီးလွတ်လဲ့နေတော့နည်းနည်းလေးအဲ့ဒါနည်းနည်းပါလာတော့သိသက်လို့မရသေးဘူး။အခုနောက်ပိုင်းလေးရောက်ကြလေးနေထက်တာတော်တော် cramp ဖြစ်နေရနော်။ဟုတ်ကဲ့။နေထိုင်ရောနေထိုင်ထက်တာလား။ကျွန်တော်ကျွန်တော်ဘာချက်စားကျွန်တော်အဲ့လိုမျိုးအဓိကကျွန်တော်ချင်းပြန်ဆော့တော့မယ်ဆိုကျွန်တော်အဲ့လိုစက်သားကိုပြုတ်စားရဲဒါအမားတို့လဲတာနော် body ထိန်းညနည်းနည်းဝါနေလို့အစီအသိမစားရဲအဓိကတော့ကျွန်တော်အဲ့လိုစက်သားပြုတ်စားရဲ တက္ကသိုလ်ကိုပြုတ်ပြီးတော့ရေတုံပြုတ်ပြီးတော့အင်းဒီသုံးလေးကျောင်းမှာပြစ်ထက်လိုက်ရထည့်ပြီးတော့ကျွန်တော်အဲ့လိုမျိုးအစီမပါတိတ်စီမပါဘူးပေါ့အဲ့လိုမျိုးကျွန်တော်စားပြတာများတာဒါအချစ်ဖြစ်သွားတာပေါ့ဟိုအဲ့လိုမျိုးဝိတ်ထဟိုမို့ဝိတ်တော့နည်းနည်းချနေတယ်ပေါ့နည်းနည်းဒီကာရီတာလေးတစ်ခုရှိတယ်အခုနည်းနည်းပြန်တင်တော့မယ်အဲ့နည်းနောက်ကြည့်တော့ပြန်တင်တော့ပေါ့ဆောက်ကိုကတော့ body chain နဲ့လုံးတဲ့ချိန်မှာဝိတ်လဲဒါချိန်နေရဆိုတော့တမင်းဆောက်စားပြည့်ရစားပြည့်ပါတယ်တမင်းကတော့ကျွန်တော်ဟိုပါပေါ့ တမင်းကတော့အများကြီးတော့ရင်တော့မစားတော့ဘူးပေါ့ဒါပေမဲ့တမင်းကအကြီးကြမှာအချင်းတမင်းကဝရတယ်ပေါ့တမင်းကဒါပေမဲ့ဟိုမစားလို့လည်းမဖြစ်ဘူးမစားရတယ်မနေနိုင်တမင်းကကိုကငယ်ငယ်လေးကစားတာကြီးတော့တမင်းကတော့ကျော့စားရတာပေါ့အဓိကကထုတ်စားတယ်ပေါ့အဓိကအစီစိတ်ရှောင်တော့ရပါဘူးသမားတွေကထမင်းမြင်ရဲ့အဲ့လိုပေါ့နော်အဲ့လိုတစ်ခုတည်းဖြစ်တာတော့ကြောက်တာတော့ဘာဖြစ်လဲကိုကထမင်းမြင်ဘူးဖြစ်လဲမမြင်နိုင်ဘူးစားရလို့ ကျွန်တော်ညဘက်တည်းအဲ့လိုမျိုးကျွန်တော်အဲ့လိုဟင်းကောင်းလေးချက်လို့ရှိရင်ဝတာလို့ပါအောင်ချက်လို့ရှိရင်ကျွန်တော်မစားပဲနေနိုင်တယ်ဒါပေမဲ့အဲ့လိုသမင်းနဲ့အဲ့လိုမမိနဲ့အတုံးနဲ့ဆိုမနေနိုင်တော့အဲ့ဒါမျိုးကိုကြိုက်တဲ့ဥစ္စာတော့တပတ်ကိုနှစ်ခါနှစ်ခါတော့စားတယ်ပေါ့ကိုကြိုက်တဲ့ဥစ္စာအဓိကကျွန်တော်ကဟိုအတုတို့နေရာအများကြီးစားအဲကျွန်တော်တို့လို့ရှိရင်ကျွန်တော်ကတို့ဘာတို့လဲဆိုတော့ဘူးရွတ်တို့တယ်ပြီးတော့အဲ့လိုမျိုးကျွန်တော်ကခဲချင်းပြီးတော့အဲ့လို ဟိုစင်းကြီးစုကြီးကျွန်တော်စားတာများတယ်ကျွန်တော်ငယ်တည်းကအဲ့ဒါပြီးတော့ကြိုက်တော့လို့စင်းကြီးစုကြီးကျွန်တော်စားတာများတယ်မြန်မာစတာပစာ